ရှာခင်ကြည့်လို့ချိမှတ်ပါတယ်အလုံးမဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့လေကျတော့စိတ်တက်ကြတော့လေရှုံပင်းနေဆိုရက်ဒီနှုတ်ဘတ်တော်နဲ့ပေါ့နော်အတူတူကဆင်ခြင်ဖို့အတွက်ဒီကောင်းစဉ်လေးနေပဲကျွန်တော်ဆက်ပြီးတော့ဆင်ခြင်ဖို့အတွက်ဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ episode 6ကိုရောက်လာပြီဖြစ်ပြီနော်ဆိုတော့ဒီနေ့ကတော့ကျွန်တော်ဒီရှောလူရဲ့အသက်တာအကြောင်းလေးကို အာဆင်ကျင်မှုဖြစ်ပါတယ်ဆိုချောလူကပထမပိုင်းဖျားစကားနားထောင်တယ်နောက်ပိုင်းမှာဖျားစကားနားမထောင်တဲ့အတွက်ဖျားခင်ကသူ့ကိုစွန့်ပစ်လိုက်တယ်ဒါကြောင့်သူသိပြီးသားပဲဆိုအဲ့ချိန်ကနေစပြီးတော့မှသူကဟိုစိတ်ပိုင်းဆိုင်ရာမှာတိတ်ပြီးတော့မှပုံမှန်မဟုတ်တော့ဆိုပြောရင်တော့အဲ့ကလေးကစိတ်တက်ကြတဲ့အရာဖြစ်တာနော်ဖျားတော်မီဖျားနေမသွားဘူးဆိုစိတ်တက်ကြတဲ့အရာ ဖြစ်လာတယ်ဘုရားသခင်ကသူ့ဆွန့်ပစ်လိုက်တယ်ဆိုတော့ဓမ္မဟောင်းမှာဒါမျိုးရှိတယ်ဗျာနော်အဲ့ဒါသတိထားရမယ့်အရာဖြစ်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့အဲဘယ်မှာပြဿနာပိုဆိုးသွားလဲဆိုတော့ဒီဒါဝိဒ်ကဂေါလိယက်ကိုအနိုင်ယူပြီးတော့မှပြည်သူလူထုရဲ့ထောက်ခံမှုပူပြီးရသွားတာရသွားတဲ့အခါမှာပြောတဲ့အပီချီမြောက်ကြတဲ့စကားသံနော် ရှောလီလိုရောက်လာတဲ့အခါမှာဒါဓမ္မရာဇဝင်ပထမဆုံးခန်းကြီး78ငယ်ခုနှစ်မှာသူကဒီသူတပည့်အမျိုးသမီးတွေပေါ့နော်ကားပြီးတော့မှသူတို့တွေကချီးကျူးတဲ့စကားကိုပြောကြတယ်ရှောလူအထောင်တောင်ဒါဝိတ်အတောင်တောင်တက်လီဆိုတာကဟုအလဲလဲတခြင်းဆိုကြ၏ရှောလူကသူတို့ဒီဒါဝိတ်အတောင်တောင်ငါအထောင်တောင်သာပြီးကြပြီ နိုင်ငံတော်မှတပါအဘေးအရာကိုပြီးနိုင်သေးသည်နည်းဟုအလိုအမျက်ထွက်၍ထူစကားကြောင့်စိတ်ပြက်လေထူနီမဆပြီးဒါဝိတ်ကိုအစင်ချောင်းမြောင်းလျက်နေ၏ဆိုအဲ့ဒီလိုချီးမြှောက်ကြတဲ့အခါမှာအလွန်အမျက်ထွက်ပြီးတော့မှစိတ်ပြက်တယ်ဆိုတာ။ဟဲ့အဲ့ဒါစိတ်ဆိုးတယ်ပေါ့။ညာစိတ်ဆိုးတယ်ဒီလိုပြောတဲ့အရာပေါ့မှာ ပြီးတော့မှဘာဖြစ်လဲဆိုစိတ်ပြက်တယ်ဆိုအဲအဲ့ဒီစကလုံးကဘာကိုပြနေလဲဆိုလို့ရှိရင်ရှောလူကဒါစိတ်သက်ကြသွားတယ်ဒီအတန်ကိုကြားရတဲ့အခါမှာ စိတ်သက်ကြတော့အဲ့စိတ်သက်ကြတာကဘာဖြစ်လာလဲဆိုလို့ရှိရင်အခုနောက်ပြောတဲ့ဒေါသမျက်ကို ဖြစ်စီလာတယ်ဆိုတော့တွေ့ရတယ်ဒီဇက်လင်းလဲကျွန်တော်သိကြတာပဲဆိုတော့အချိန်ကနေစပြီးတော့ဒါဝိတ်ကိုချောင်းမြောင်းတယ်ဆိုဘာအတွက်ချောင်းမြောင်းလဲဆိုလို့ရှိရင်တက်ဖို့အတွက်ချောင်းမြောင်းတယ် ဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတာကျွန်တော်တို့သိပြီးသားပဲတိတ်ထင်းမှာရှုပ်ရှက်ခတ်နေတဲ့ကောင်မဒါဝိတ်ကစောင့်တီးပြီးမှဒါလေးကတတ်တာလားစိတ်ငြိမ်ပါလားအဲ့လိုပုံစံမျိုးရှိတယ်ပြီးတော့မှအာသူ့ထင်းမှာလာပြီးမှနှောက်ရှက်နေတဲ့ဝိညာဉ်မကောင်းတဲ့ဝိညာဉ်ရှိတယ်အဲ့ဒါကျမ်းစာထဲမှာကိုပြောပြထားတယ်အောက်မှာဆက်ဖန်ဒါလေးတွေတွေ့ရနှောက်ရှက်တယ်အဲ့ခါမှာဒါဝိတ်ကပရစ်ဆန်ဝါချစ်လုပ်ပြရတဲ့ပုံစံမျိုး မြင်ရစောင့်ကြည့်တယ်ဆိုတာဒါသူဆက်ဆူထားတဲ့သချင်းလေးတွေဖြစ်မှာပေါ့နော်ဆာလန်23တို့လိုမျိုးဒါတွေသူဆက်ဆူထားတဲ့သချင်းလေးတွေဆိုတဲ့အခါမှာဆိုတော့ဒါကအာမနက်ကနှဆူကပြန်ထွက်သွားတယ်နောက်ရှက်တဲ့ဝိညာဉ်ကပြန်ထွက်သွားတယ်ပေါ့နော်နှဆူဝိညာဉ်ကပြန်ထွက်သွားတယ်သူဒီဒီလိုသုံးသက်လို့ရတယ်ဆိုတော့နောက်ပိုင်းကျတော့သူအလိုတော်လုံးလုံးမရတော့ဘူးဖြစ်တယ်ဆိုတော့ဒါဝိတ်ကသူဘာလုပ်လဲဆိုလို့ရှိရင်လှန်နေအောင်လှန်ပြီးတော့မှ ထိုးတာအတီသက်တာသူစိတ်ကလွတ်ထွက်သွားတယ်ဆိုတော့တွေးရတယ်ဟောဒါနဲ့အလုံးဝိုင်းထိန်လိုက်တော့အဆင်ပြေသွားတယ်နောက်သူပြောပြန်ဟောငါတမီးကြီးနဲ့ငါပြေးစားမယ်ဆိုတော့အဲ့အိမ်မှာဒါဝိတ်ကတော့ရိုးရိုးသားသားပဲသူပြို့တော့ပေါ့ရှင်ဘင်းရဲ့တမက်ဖြစ်ရတော့မယ်ဆိုတော့မထိုက်မတန်ပဲဖြစ်ရမှာကွာဘယ်လိုလုပ်ပြီးတော့မှဟိုထိုက်တန်မှာလဲစသည်ဖြင့်ဒီလိုမျိုးတွေးတယ်အဲဒါမဲ့ကြံစီရပါလေဆိုလို့ရှိရင် ဒီအာမလက်လူမျိုးတွေဖိလိတိလူမျိုးတွေသူကသူတို့သူတို့လက်နဲ့သိစေချင်တာဆိုတော့တဝိကိုဗာပြောလဲဆိုလို့ရှိရင်ငါမင်းကိုငါသမီးကြီးနဲ့ပြီးစားမယ်မင်းငါအတွက်စစ်တိုက်ပြီးတကယ်စစ်တိုက်ပြီးဆိုတော့အဲ့ဒါကြောင့်တကယ်တော့သူရန်သူတွေလက်ချက်နဲ့တီသွားအောင်ဆိုတော့စိတ်ထင်မှာမကောင်းတဲ့အရာတွေကြံစီပြီးတော့မှလှုပ်ဆောင်အဲ့ပြီးတော့ဒီ ဟိုသူ့သမီးမိခါလာလဲဒါဝိတ်ကိုကြိုက်ကြိုက်တယ်လို့ကြားတယ်လေကြားတဲ့အခါမှာသူပြိုသွားတယ်ပြိုသွားတယ်ဆိုတော့ဗာလဲဆိုလို့ရှိရင်အာကျန်တဲ့သူကနေပြီးနာသူ့ဟိုဒါဝိတ်ရဲ့နားထဲရအောင်လို့ဟိုစိုက်ွားပေါ့လေကာတင်လေးပေါ့ပြိုပြတာအဘလိုလုပ်ပြရမလဲအခုအခုနသမီးကြီးကိုကြတော့အချိန်တန်တဲ့အခါမှာမပြီးစားဘူးခြားတစ်ယောက်နဲ့ယူသွားတယ်လေအဲ့လိုမျိုးကလည်းရှိပြန် တော့ခုနမိခါလာဒါဝဲကိုကြိုက်ရောတဲ့ကြိုက်တဲ့အခါကျတော့ခုနဟိုဖိလစ်တီလူမျိုးဖိလစ်တီလူကြီးရဲ့အည်ပြားဆိုယောက်ျားလေးပေါ့စစ်တေရဲကြီးရဲ့အည်ပြားတရားကိုရတယ်ဆိုလို့ရှိရင်ငါသမီးနဲ့ပြေးစားမယ်ဆိုတော့အတဝဲကလည်းတကယ်စစ်တိုက်တာတော်တယ်ဗျပြောမှတကယ်လေအာတိုက်ခိုက်ရင်မကျွမ်းကျင်တဲ့သူဖြစ်တဲ့အခါမှာသူဒီလူမျိုးလှုပ်တယ်ပေါ့နော် အာသွားတဲ့အခါမှာဒီ ability လူမျိုးတွေရဲ့ရည်ပြားတရားကိုရအောင်ယူပြီးတော့မှသွားတဲ့အခါမှာသူ့တမီးနဲ့ပြီးဆိုဒါပေမဲ့လေသူ့တမက်ဖြစ်နေပြီဒါပေမဲ့ तू ကမကြင်နဲ့ဘူးပြင်ဘာကြောင့်လဲဒါကိုကျွန်တော်ပြန်ပြီးတော့မှစင်ကျင်တဲ့အခါမှာဒါမနာလို့ရ jealous အရင်ကြောက်ရကောင်းနေတာဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီမနာလို့တဲ့စိတ်ကလူစိတ်တက်ကြသွားစေစိတ်တက်ကြပြီးတော့မှခုနပြောလို့ ဟိုတဖြည်းတဖြည်းတဖြည်းဖြည်းနဲ့သူ့ရဲ့အသက်တာကိုနောက်ဆုံးဆွေးချသွားတဲ့အထိဖြစ်သွားတယ်။ဆွေးချသွားတာတော့မှအဆုံးထိဆွေးချသွားတာ။နောက်တာတကယ်ကြောက်စရာကောင်းတဲ့အချိန်မျိုး။ဒါကြောင့်ဒီမနာလူချင်းဆိုတဲ့အရာဖြစ်ပေါ်လာပြီဆိုလို့ရှိရင်လူဒီဒါစိတ်တက်ကြတာနဲ့စတယ်။စိတ်တက်ကြတာနဲ့စလာတယ်။ဆိုတော့ဘာလို့မနာလို့လဲဆိုလို့ရှိရင်အခြားတစ်ယောက်နဲ့ तू ကသွားပြီးတော့မှနှိုင်းရှင်လိုက်တယ်။ အဲ့တယောက်ကိုဖြစ်နေတဲ့ပုံစံတိုင်း तू ကဘာလို့မဖြစ်ရလဲဆိုတဲ့စိတ်အတွင်းထဲမှာရှိတဲ့စိတ်ပဲအဲ့ဒါကိုအခုအခုနောက်ပိုင်းပြောတာပါလေငုံတဲ့စိတ်လားဒါဒါရှိတယ်ဆိုတော့ဒါမျိုးဖြစ်လာတဲ့အခါမှာဒါကိုကျွန်တော်တို့ဘာလို့တက်ရမလဲဆိုလို့ရှိရင်ကင်တွေတက်ရမှာတကယ်တော့ဒါလူကမကင်တွေတက်ဘူးဗျကင်တွေတက်တဲ့ဖခင်သခင်လက်ထဲအပ်ပေးရတယ် ဒါမှဒီကိစ္စပြည်လေသွားမှာခုကရှောလူကလည်းဒါမှန်ကန်စွာမကင်တွေတက်တဲ့အခါမှာဒီအောင်သူဖះလက်သေးကိုလည်းမအပ်နှံမင်းနဲ့သူ့မှာရှိနေတဲ့ဒါအာနာပေါ့သူရှင်ပြင်းဆိုသူ့မှာရှိတဲ့အာနာနဲ့ပြောတော့ तू လှုပ်ဆောင်တဲ့အရာတွေကဖះနီးလဲမဟုတ်ပဲနဲ့ तू လှုပ်ချင်တဲ့အရာကိုလှုပ်တယ်နောက်မှလည်းခုနပြောတဲ့သူ့ရဲ့တွေးခေါ်မှုတွေကလည်းဒီမာနတ်ပေါ့နတ်ဆူရဲ့ဒါ ထဲမှာရှုပ်ထွေးပြီးတော့ဖြစ်ပေါ်လာစီတဲ့အတွေးတွေအတိုင်းလိုက်လုပ်တဲ့အခါမှာတစ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 နဲ့နုံလိုပဲဖခင်ရဲ့အရှိမတကယ်ဒူးစိတ်ကိုပြူ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 သွားတဲ့ရဖြစ်သွားတယ်။တဖြည်းဖြည်းတဖြည်းဖြည်းတဖြည်းဖြည်းနဲ့နုံနေကိုနစ်သွားဒူးစိတ်ပြင့်နုံနေကိုနစ်သွားရတဲ့အကြောင်းဖြစ်သွားတယ်ဆိုတော့ဟိုတွေ့ရတယ်။ဟောတကယ်ဝမ်းနေစရာကောင်းတာပါ။ဆိုတော့ဒီမနာလူချင်းကြောင့်ဖြစ်လာရတဲ့ depression လို့ခေါ်တဲ့စိတ်သက်ကြတဲ့အရာတွေလူတယောက်ကိုနောက်ဆုံးပေထိပို့လိုက်လေဆိုလို့ရှိရင်အဲ့ဒီလူရဲ့အသက်ဆုံးရှုံးသွားတဲ့အထိပို့လိုက်တယ်ဆိုတာတွေ့ရတယ်မအောင်မြင်တော့စိတ်သက်ကြတာဒါပေမဲ့သူကဘာမှဖြစ်နိုင်မလဲဆိုလို့ရှိရင်ရုံးမထွက်နိုင်တော့အဲ့ထဲမှာလေသွားအောင်လှုပ်ဆောင်ဒါကြောင့် တခိုးတီခိုးခြင်းတက်ခြင်းဖြက်စီးခြင်းဆိုရယ်ယောဟန်တစ်ဆယ်ငယ်တစ်ဆယ်ကိုပဲကျွန်တော်တို့တောက်ပြန်ပြီးတော့မှကြည်ရမယ်ပြီးတော့ဘုသူ့အကြောင်းလေးကျွန်တော်တို့တွေ့ရလေဆိုလို့ရှိရင်မောရှိနဲ့မီရီယန်အကြောင်းလေးကျွန်တော်တွေ့ရပါတယ်ဆိုမောရှိကဖယားသခင်ခိုင်းတယ်ဖယားသခင်ခွဲခန့်မှတ်သားတယ်သူဖြစ်တဲ့အတွက်ကြောင့်မို့ဣတီလာလူမျိုးတွေကိုဥဆောင်တယ်ဒါပေမဲ့ဒါကို မီရီအန်နဲ့မို့အာယုံ sorry မီရီအန်နဲ့အာယုံကတော်တိတ်လက်မခံခြင်းပြီးတော့မှမိုးရှီကတဘာမျိုးသားဣတိလာလိုမျိုးမဟုတ်တဲ့တဘာမျိုးသားအမျိုးမျိုးယူပြီးတော့ကလေးနှစ်ယောက်ရထားတယ်အဲ့လိုလူမျိုးကငါတို့ဣတိလာလိုမျိုးဥဆောင်ရမှာလားငါတို့အားဖြင့်ဥမဆောင်နိုင်ဘူးလားလို့ပြောတဲ့ကောင်မှာဘုရားသခင်ကခေါ်ပြီးတော့ပြောတာမိုးရှီက နူးညံ့သိမ့်မွေ့တဲ့သဘောငါသဘောကြတယ်ငါကိုယ်တိုင်ရွေးကောက်ထားတာဆိုမှာဘာလို့လဲဆိုလို့ရှိရင်ဘုရားသခင်ကမီရီယံကိုအဲ့ဒီမှာဒဏ်ခတ်တယ်အဲ့ဒါလည်းပါလဲဆိုလို့ရှိရင်မနာလို့ compare လို့အဲအဲ့ဒါလားပါလဲဆိုလို့ရှိရင်တွားပြီးတော့မှနှိုင်းရှင်သူတော်ဖြစ်သေးတာပဲကျွန်မမဖြစ်ရဘူးလားဒီအဲ့ဒါလေမီရီယံအထဲမှာပါရှိလာတယ်ဆိုလို့ရှိရင်မနာလိုခြင်းနဲ့တူသူ့ဒီမှာ direction ဖြစ်သွားတာ စိတ်တကြလားငါမိုးရွှေပြေလုံနေတာပဲငါလည်းလှုပ်ချင်တယ်ငါလည်းမလှုပ်ရပါလားဆိုတော့အရာတကယ်တော့မိုးရှိဦးလေဖျားသခင်ကသူ့ကဏ္ဍနဲ့သူသုံးပြူထားတယ်မီရီယန်တို့အာယုံတို့ကလည်းသူ့ရဲ့ကဏ္ဍနဲ့သူဒီဣတိလလူမျိုးတွေကိုခေါ်ပြီးတော့မှခါနေပြီးပို့တဲ့ဖျားရဲ့အကျင့်စီထဲမှာသူတို့ကသူတို့ကဏ္ဍနဲ့သူတို့ပါဝင်လှုပ်ဆောင်နေရတာပဲဒါပေမဲ့ အခုနောက်ပြောလို့တွားပြီးနှိုင်းရှင်ပြီးတော့မှသူ့လိုဖြစ်ချင်နေတာကတကယ်ဝမ်းနည်းစရာကောင်းတယ်။ဒါဒီဇက်လန်လည်းကျွန်တော်သိပြီးသားပဲ။ဘာဖြစ်တော့လဲဒါလေးလက်ချက်ကျွန်တော်ကြည့်အောင်။အဲတော်လေးအကျန်ခန်းကြီးဆက်နှစ်မှာအငယ်9မှာအမျက်တော်ထွေ၍ထရော့ဖျားကြွတော်မူသည်ဖြင့်မိုးတင်သည့်တေးတော်အပေါ်မှကွာသွား၏။မြေရန်သည်လည်းနူနာဆွေး၍မိုးပွင့်ကဲ့သို့ဖြူလေ၏။ တော့အဲ့မှာအချိန်တော့အနူဆိုလို့ရှိရင်အရန်ကြောက်တာပြီးတက်ပြင်ထုတ်ပဲဆိုအပေါင်းတင်းလို့လို့မရတော့အာယုံအရန်ကြောက်သွားကြောက်တော့အာယုံဘာလို့လဲဆိုလို့ရှိရင်ဦးကျွန်ုပ်တခင်ကျွန်ုပ်တို့ဒီမိုက်တော်မှုကိုပြုမိ၍ပြစ်မှားသောအပြစ်ကိုကျွန်ုပ်ပေါ်မှာတင်တော်မူပါနဲ့ကျွန်ုပ်တောင်းပန်ပါဖွာစားကပင်ကိုအသားတဝက်ပြတ်သောအစီကောင်ကဲ့သို့ သူသည်အတီကောင်ကဲ့သို့သူသည်မဖြစ်ပါစေနှင့်ဟုတောင်းမန်၏ဆိုမိုးရှိရလည်းထပ်ပြီးတော့မိရိယံအတွက်တောင်းမန်ပေးအာယုံကတော့သူ့အတွက်သူတောင်းမန်ပေးတဲ့သဘောပါပဲဘုရားသခင်ကတောင်းမန်တာအာယုံကတော့မနိုးဆိုအဲ့ဒီမှာတစ်ချက်တွေ့ရတယ်အာယုံလည်းပါတာပဲအစပိုင်းမှာကြည့်လို့ရှိရင်စနစ်တက်မှာမိုးရှိသည်ကုရှအမျိုးသားမိမနဲ့ဆုံဘက်သည်ဖြစ်၍ထိုမိမကြောင့်မိရိယံနဲ့အာယုံသည်မိုးရှိကိုအပြစ်တင်လျက် ဲ့သူတို့အတူတူမောရှေကိုပြောတာပဲဆိုတော့အာယုံကျတော့ဘာလုပ်ရလဲဆိုလို့ရှိရင်တောင်းမှန်လိုက်တာဝန်ချတောင်းမှန် sorry ကျွန်တော်မှားသွားပါတယ်ကျွန်တော်သိပါပြီကျွန်တော်မလုပ်ပါနဲ့ကျွန်တော်ကြောက်ပါတယ်ဖះရောက်တောင်းမှန်အဲ့ခါမှာ तू ကဒီဒီဒီဖြစ်ဆိုမကြုံရအောင်ဒါကျွန်တော်သိပါတယ်ဆိုတော့မောရှေကလည်းတောင်းမှန်နေအခါမှာ မီရီယန်တပတ်တော့ဖရာတန်ခတ်တဲ့အနေနဲ့တပြင်းထုတ်ပြီးတော့မှနူနာဆွဲစီတယ်တော့ပြီးတော့မှပြန်ကောင်းသွားတယ်မနော်ဒါကျွန်တော်တို့သိပြီးသားပါပဲဟုတ်အခုနရှိုးလို့อ่ะရှိုးလို့ဒီမနာလို့တဝန်တူနေတဲ့အရာပြီးတော့မှအဲ့ဒီလိုဖြစ်ချင်နေတဲ့အရာဒါဝိတ်ကိုသွားပြီးတော့မှတကယ်တော့ဒါဝိတ်ဆိုတာသူ့ရဲ့ level တန်းမဟုတ်ဘူးဗျာ ျွန်တော်တို့ဒီလက်ဝိထိုးတာတော့ဘာလို့ဆိုရှင်သူ့ဝိတန်းတဲ့သူရှိရလေနော်ဆိုတော့တကယ်တော့ရှောလူကဒါဝိရဲ့ဝိတန်းမဟုတ်ဘူးဒါသူ့သားရွယ်လောက်လေးပဲရှိတာကဲတော့ဂျွန်ဂျွန်နဲ့ဂျွန်နဲ့တန်နေမှာသူကတူတူလေးသူ့ရဲ့ဝိတန်းမဟုတ်တဲ့ဥစ္စာကိုသွားပြီးတော့မှမနာလို့ဖြစ်နေတဲ့အနေအထားမျိုးတွေ့ရတယ်တကယ်ဆိုလို့ရှိရင်သူအခုဖြစ်နေတဲ့အခြေအနေမှာဖះရောက်သူဝန်ချတောင်းမှန်ပြီးတော့မှသူသွားတယ်ဆိုလို့ရှိရင် ်ခုနအာယုံလို့ပေါ့နော်ဝန်ချတောင်းဝန်ပြီးတွားရဲဆိုလို့ရှင်သူ့အသက်တာပစ်စစ်ချူဖြစ်သွားနိုင်တယ်ဒါဝိတ်ကလည်းသူ့တဖြည်းဖြည်းအသက်ကြီးလာပြီးတော့မှတီသွားတော့မှဒါဝိတ်တက်ချင်လေတက်လာလိမ့်မယ်ဒါပေမဲ့ခုနပြောလို့သူ့အသက်တာတလျှောက်လုံးမှာဒီမနာလိုခြင်းနဲ့စိတ်ကြကြစိတ်ပြည့်နေရတဲ့အရာကသူ့တလျှောက်လုံးဝန်းနေသွားစီတယ်ဆိုတော့ဒါကဘာလဲဆိုလို့ရှင်စိတ်တက်ကြတဲ့ အရှုံးပေးတာမှုပဲ ਨੇ မာနရဲ့လှေစာတွေ့ဝိုင်းမှုနောက်ထဲကိုသူရောက်သွားတယ်ဆိုတော့တွေ့ရတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်အဲ့ဒီမနာလိုခြင်းရဲ့ကနဦးဖခင်ကြီးကမာနပဲ။ဒါကြောင့်ကောင်းကောင်းနားလေးပို့လို့ကျွန်တော်အလုံးသိတယ်။ဒါဟိရှာ14ရဲ့မှာပါတယ်။နော်ဒါကျွန်တော်သိပါတယ်။ဆိုတော့မာနကဘာလို့ချင်းခံနိုင်ရလဲဆိုလို့ရှိရင် မြည်တိုင်အောင်ခုလေခြင်းခံရဒါလေးနဲ့စတာယေရှာ14ခန်းငယ်17မှာအိုနေနဲ့တာမူတော့ကျသင်သည်ကောင်းကင်ကကြာလိပြီတကားအပီပီတို့ကိုနှိဆက်တော့သင်သည်မြည်တိုင်အောင်ခုလေခြင်းကိုခံရလိပြီတကားနနဲ့တာမူတော့ကျဆိုတာစာရမဏမြည်ကြီးဖို့ပြုတ်ကြလာတာတဲ့ဘာဖြစ်လို့ပြုတ်ကြရလဲဆိုလို့ရှိရင်တဲ့73သင်ကလည်း ကောင်းကင်ဘုံသူငါတက်မြီဘုရားသခင်ကြည်ရုပ်ပေါ်မှာငါပလင်ကိုငါချီးမြှောက်မြီမြောက်မျက်နာပဲဗျာဒိတ်တော်တောင်ပေါ်မှာငါထိုင်မြီမိုးတိမ်ထိတ်ပေါ်သူငါတက်မြီအမြင့်ဆုံးသောဘုရားကဲ့သို့ငါနေမြူစိတ်ကြံရှိလိမ့်မည်သို့တော်လေတင်းဒီမရဏနိုင်ငယ်တင်းញိုင်တွင်နေသူနှိမ့်ချခြင်းကိုခံရမိပြီထာဝရကာလမှာနတ်နှစ်သားမူတော့ကျေဆိုတဲ့စာရင်ဒီ ခရစ်တော်ကိုမနာလိုတာခရစ်တော်နဲ့တွားပြီးတော့မှရှင်ပြိုင်ခြင်းတာခရစ်တော်ရဲ့အရိုက်အရာကိုမှန်းတာဖန်ဆင်းရှင်ရဲ့ပုံစံဖြစ်ခြင်းတာဒါအကုန်လုံးတွေ့တယ်ငါပလင်ငါတိဆောက်မယ်အမြင့်ဆုံးသောဖျားခဲ့သူငါနေမယ်ကြေတို့အပေါ်မှာငါတက်နေမယ်စသည်ဖြင့်ဒါမာနရဲ့တဘာဝပဲဆိုတော့ ဒီအရာကြောင့်သူကခုနပြောတဲ့မရဏနိုင်ငံတည်းတိသူ့ရဲ့အဆုံးသူတည်မိတာလူစီဖာဒါကြောင့်လောကမှာရှိနေတဲ့မနာလိုခြင်းတွေအဲ့မနာလိုစိတ်စဖြစ်လာပြီဆိုလို့ရှိရင်ဒါခုနပြောတဲ့လူစု depression ပဲမနက်တည်းလေအဲ့ကလေးက depression ဖြစ်တာ depression ဖြစ်ပြီးတော့မှအော်ဖေကဒီလိုကြီးဒီလိုကြီးအော်သူ့ဝိုင်းပြီးတော့မှကိုးကွယ်ရတယ်ငါကိုယ်တိုင်ကိုးကွယ်နေရတယ် အငါဖေးရဖြစ်ချင်လိုက်တာဆိုတော့အရာအဲ့မှာသူ့ရဲ့အแทမှာကွာ depression ဆက်ဖြစ်တာတောက်ဖေးရတိတဲ့အခါမှာကြည့်ပြီးတော့မှနောက် तू ကစီယုံပြီးတော့မှဒီဒီဒီဂျန်နဲ့တုံးစုတစုကိုစီယုံတဲ့အခါမှာဒါကိုဖေးရတိတဲ့အခါမှာသူ့အမိတန်အောင်ခုတ်လဲလိုက်အဲ့ဒီအရာကကျွန်တော်ဒီကဘာပေါ်မှာစပြီးတော့မှတတိတေရတာဒီမှာနဲ့ကြောင်းဒါကြောင့်အခုနော် ျိုးသွားတဲ့ကိစ္စတွေအကုန်လုံးရဲ့အရင်းအမြစ်တွေမှန်းနဲ့ဗျကျွန်တော်ထဲမှာအဲ့ဒီစိတ်လေးဝင်လာပြီဆိုလို့ရှိရင်ကျွန်တော်သူများနဲ့နှိုင်းရှင်တယ်သူများကဖြစ်တယ်ငါကမဖြစ်ပါလားဆိုတည်ကြပြီအဲ့ဒါအဲ့ဒီနောက်ွယ်မှာမှန်းနဲ့ရှိတယ်ကျွန်တော်အားကြခွင့်ရှိလားဆိုအားကြခွင့်တော့ရှိတယ်ဗျဖရဲသခင်ကသူ့ဒီလိုနေရာမှာချီးမြောက်တယ်ဆိုလို့ရှိရင်အဲ့ဒီဖရဲကငါကူးကွယ်ရဲ့ဖရဲအဲ့ဖရဲကငါ့ရဲ့အဖေဖြစ်တဲ့အတွက်ငါ့ကိုလည်း ငါနဲ့တင့်တော်ရေရဖျားသခင်တခုခုတော့လှုပ်ထားမှာပဲတင့်ဒီလိုတွေးလို့ရတယ်ကျွန်တော်လည်းဒီလိုတွေးရဖျားသခင်ကျွန်တော်တခုခုလှုပ်ထားတယ်သူ့လူတော့ဖြစ်လာနိုင်စရာအကြောင်းမရှိဘူးလေဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကကဘာပေါ်မှာကျွန်တော်နဲ့တူတဲ့သူတိတ်ရောက်မှမရှိအောင်ဖျားသခင်ကတီးနေဖန်ဆင်းထားတာအခြားသူနဲ့ကျွန်တော်သွားတူစရာအကြောင်းမရှိဘူးကျွန်တော်ဒီအခြားတယောက်နဲ့တူစရာကြောင်မရှိဘူးလို့ဖခင်သခင်ကလည်းကျွန်တော်ကိုသူ့အနေနဲ့သူအသုံးပြုမယ်။တင့်ကိုလည်းဖခင်သခင်က ်သင်ကိုဖျက်ခင်ဖန်ဆင်းထားတဲ့အတိုင်းအကောင်းဆုံးသူအသုံးပြုမယ်အကျံစီရှိပြီးသားအဲ့ဒါကိုကျွန်တော်ယုံကြည်ရမယ်အဲ့ဒါကိုစိတ်ချအဲ့ဒါကိုဘာလို့စခွက်သွားလူချင်းရတာအဲ့ဒါကိုအခြားတယောက်နဲ့ဘာလို့သွားပြီးတော့မှနှိုင်းရှင်ပြီးမှအားကျနေရတာပဲဟိုအားကျရဲဆိုတာကိုခုနပြောလို့အားကျလို့ရပါတယ်ဒါပေမဲ့ဟိုသူ့မနာလို့စိတ်နဲ့သွားပြီးတော့ဖြစ်နေရတာပဲခုနအာရှောလူတို့မီဒီယန်တို့အော်အာယုံတို့လို့ပြောချင်တာပါဒီလိုဖြစ်နေရတာပဲအဲ့ဒီအရာက ခုနပြောလို့ကျွန်တော်တို့ကဖရားရဲ့အလိုတော်နဲ့ပြန်ပြီးတော့ဒါကိုနှုတ်ကပတ်တော်နဲ့ဝိညာဉ်တော်ပြန်ပြီးထိန်းချုပ်ဖို့အခွင့်ပေးလိုက်တယ်ဆိုလို့ရှင်တော့โอเคပါမယ်အကယ်၍အလိုသာမဟုတ်ဘူးဆိုလို့ရှင်တော့အဲ့ဒါဒီအဆုံးထိတတ်တာကိုနင်းမြုပ်ပြီးတော့မှလုံးဝပျက်စီးသွားတဲ့အထိဖြစ်သွားမယ်ဆိုတော့တွေ့ရပါတယ်စိတ်တက်ကြနေတဲ့အချိန်မှာအဲ့ဒီခုနပြောတဲ့ ကဏ္ဍကလည်းသူ့လက္ခဏာတည်းရဖြစ်တယ်ဆိုတာတွေ့ရတယ်။ဘေးအချီနေမျိုးမှလည်းဆိုလို့ရှိရင်သူမြောက်အားကြပြီးတော့မှသူ့မနာလို့ဖြစ်လာပြီးဆိုလို့ရှိရင်အဲ့ဒါကျွန်တော်တို့ထဲမှာစိတ်တက်ကြတယ်ဆိုတဲ့ပိုင်းရောက်လာပြီ။အဲ့ဒီအခါမှာဒီရာကိုကျွန်တော်တို့ကဖရာသခင်ကိုကြိုးပြပြီးတော့မှဝိညာဉ်တော်အဖြစ်ဒါကိုကျွန်တော်တို့ပြန်ပြီးတော့မှဖရာသခင်ကျွန်တော်တို့ပုံမှာထားတဲ့အကျဉ်းစီကိုဖရာကိုပြန်ဖွင့်ပြရတယ်။ဖရာသခင်ကျွန်တော်တို့ပြန်ပြီး တက်မဲ့ပြီးဖို့ပြောတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီထူအရောင်မြင်လာပြီးတော့မှဘုရားသခင်ကငါ့ပေါ်မှာလည်းအကောင်းဆုံးပြင်ဆင်ထားတဲ့အကျင့်စီရှိတယ်ဆိုတာတိကျနားလေသဘောပေါက်ပြီးတော့မှလက်မှန်ကိုပြန်လျှောက်တက်လိမ့်မယ်။အဲ့လိုမှမဟုတ်လို့ရှိရင်တော့ရှောလူရဲ့အသက်တာလိုမျိုးပဲတသက်လုံးမှာဒီစိတ်ကြီးနဲ့စားလေဒီစိတ်အိတ်လေဒီစိတ်သွားလေဒီစိတ်ဒီစိတ်ကြီးနဲ့တောက်လျှောက်မာနကအဲ့ဒီ အရာပေါ်မှာသူလွှမ်းမိုးပြီးတော့နောက်ဆုံးသူ့ဘဝတက်တာဆုံရှုံသွားတဲ့အထိဆွေးချသွားတယ်ဆိုတာတွေ့ရပါတယ်။ဒါကြောင့်ကျွန်တော်တက်တာထဲမှာစိတ်တဲ့ကြနိုင်ပါတယ်။စိတ်တဲ့ကြတဲ့အခါမှာကျွန်တော်ရဲ့ထွက်ပေါက်ဒီခရစ်တော်အပြင်နှုတ်ကပတ်တော်အပြင်တန်ရှင်တော်ဝိညာဉ်တော်အပြင်ပဲကျွန်တော်ကလမ်းမှန်တွေကိုပြန်ရောက်ပြီးတော့မှအောင်မြင်စွာဒီစိတ်တဲ့ကြခြင်းကိုဖျက်ချုံနိုင်မှာဖြစ်ပါတယ်။ကျွန်တော်ရဲ့ဉာဏ်နဲ့ ျွန်တော်ထင်ရတယ်လိုက်ပြီးတော့မှလုပ်နေဆိုလို့ရှင်တော့ခုနရှော်လူကဲတို့ကျွန်တော်တက်တာဆုံရှုံသွားနိုင်အောင်ဒါအရန်တတိထားရမယ့်အရာဖြစ်ပါတယ်ဒါကြောင့်စိတ်တဲ့ကြတော့လေအရှုံးမပြီးနဲ့စိတ်တဲ့ကြတဲ့အခါမှာနှုတ်ကပတ်တော်တမန်တရားနဲ့ကိုယ်တက်တာကိုပြန်ချိန်ထိုးပြီးတော့မှဖရာရဲ့တမန်တရားလမ်းထဲမှာပြန်ပြီးတော့မှရှောက်လန်တက်ဖို့အတွက်ပြင်ဆင်ရအောင်လို့အနေငယ်ဝင်ငှားခြင်းပါတယ်အားလုံးပေါ်မှာဖြာခင်တာဝေးကောင်းကြီးပေးပါစေ